I can tell we need to talk about things, so I'll let you start. Yes, I'm listening. Oh, I understand that. You need help with what you say? Oh, that's crazy. စစ်ကောင်စီရဲ့မိုင်ဆက်9ရဟတ်ရင်ကို KIA ပူးပေါင်းအဖွဲ့ရဲ့ drone တစ်ခုကဝင်ရောက်တိုက်ခိုက်နေတဲ့ဗီဒီယိုတစ်ခုယနေ့မေလ22ရက်နေ့မှာလူမှုကွန်ရက်ပေါ်ပြန့်နှံ့လာခဲ့ပါတယ်။ Facebook ပေါ်မှာတွေ့ရတဲ့ဗီဒီယိုတွေကိုကြည့်ရင်ရဟတ်ရင်3စီးပမောမျိုးနာအရာဝတီမြေကမ်းနာမှာမြေပြင်ကိုကတ်လာချိန်မှာတော်လန်ရေးအဖွဲ့တွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့ကောက်ချက်ချတယ်။ တော်လန်ရေးအဖွဲ့တွေက drone နဲ့ရိုက်ထားတဲ့ဗီဒီယိုမှာရဟတ်ယင်တွေနားမှာပောက်ကွဲမှုဖြစ်တာတွေကိုတွေ့ရတယ်ပြကြခဲ့တဲ့ရဟတ်ယင်လို့ယူဆရတဲ့ရဟတ်ယင်တစ်စီးရဲ့ကိုယ်ရဲ့ပေါ်က main router ကိုယ်ရဲ့နဲ့ပန်ကာဆက်ထားတဲ့စုံချက်မှာမီးလောင်တာကိုထင်ထင်ရှားရှားတွေ့ရတယ် အဲ့ဒီအချက်ကိုကြည့်ရင်ရဟတ်ရင်ကိုတော်လန်ရေးတပ်ဖွဲ့တွေကပြစ်ခတ်ခဲ့တယ်စစ်ကောင်စီရဟတ်ရင်နှစ်စီး KIAC မှာပြစ်ချခံရမှုဆက်ချိုးရင်းလို့ပြစ်ချသွားတာလို့စစ်ကောင်စီထုတ်ပြန်ကချင်းပြည်နယ်ဗမော်မြို့ကိုစစ်ကူလာတဲ့ရဟတ်ရင်၃စီးကို KIA ပူးပေါင်းအဖွဲ့ကမနေ့ပြစ်ခတ်ခဲ့ရာနှစ်စီးထိမှန်ပြစ်ချသွားခဲ့ပြီးပြစ်ချသွားတဲ့တစီးကိုရွှေကူမြို့နယ်စီငန်းရွာအနောက်ဘက်တောထဲမှာတွေ့ရှိခဲ့တယ်လို့ ကချင်စစ်ရေးတရင်အရင်မြစ်တွေစီကတိရပါတယ်အဲ့ဒီလိုထိမှန်ပြကြသွားခဲ့တဲ့လေရင်မှာလေရင်မှုမျိုးထက်အောင်ရဲ့ရုပ်လောင်းကိုရှာတွေ့ရှိရပြီးဖြူဟာမှုနှစ်ဖွဲ့ဝင်တွေအားလုံးတေဆုံးခဲ့တယ်လို့ဒေတာတွင်တရင်တွေကဆိုပါတယ်